မူလနိုင်ငံမှာနေတွင်းတပ်ဖွဲ့တွေကဒရုန်းတံပြန်စွန့်ကြီးလေ့ကျင့်မှုတွေလုပ်နေပြီဖြစ်ပါတယ်။ရုရှားရဲ့ဒရုန်းတပ်တွေရဲ့ချိန်ချမှုကြီးမားလာတာနဲ့မျှနေတွင်းတပ်တွေကလည်းဒရုန်းတံပြန်စွန့်ကြီးလေ့ကျင့်နေတာဖြစ်ပါတယ်။ American Britain, Romania ကဝန်ထမ်းတွေကပိုလန်ရဲ့အရှိတောင်တောင်က Nowa Deva မြို့မှာလုပ်တဲ့လေ့ကျင့်ခန်းတွေထဲမှာပိုလန်နဲ့ခြားနိုင်ငံတွေပူးပေါင်းပါဝင်လေ့ကျင့်ကြတာပါ။ပိုလန်နေတွင်းရဲ့အရှိတ်ချမ်းကခြားနိုင်ငံတွေကမကြသေးမီလားတဲ့အတွင်းရုရှားရဲ့ drone ကျူးကျော်တိုက်ခိုက်မှုကိုအကြိမ်ပေါင်းများစွာကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီတက္ကသိုလ် drone တချို့ကိုတော့ပစ်ချနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဈေးကြီးပြီးတော့နည်းပညာမြင့်တဲ့လေကြောင်းကောက်ဝဲဒုံးကြီးတွေကိုတုံးပြီးဈေးပေါပေါနဲ့ထုတ်ထားတဲ့ Russian drone တွေကိုပစ်ချရတာဟာတော်တော်လေးကိုတန်ကြီးကြီးကြီးပေးနေရပါတယ်။ဒါဟာနေတိုးနိုင်ငံတွေအတွက်အဓိကအဆင်ခွန်မှုတစ်ရပ်ဖြစ်ပါတယ်။ဥပမာပြောရရင် Russian ရဲ့ drone တစ်စင်းကဒေါ်လာတသိန်းတန်မယ်ဆိုရင်ပြစ်ချတဲ့နေတိုးရဲ့လေကာလက်နက်ကဒေါ်လာတန်းလောက်တန်ပါလေ။အမေရိကန်စစ်တပ်ဗိုလ်ချုပ်ကြီး ကာဒက်ဝဂင်းကကျွန်တော်တို့ရဲ့အဓိကယူမချက်ကတော့အယုံခံကရိယာတွေနဲ့အဖတ်တာနှမျိုးလုံးရဲ့ဇေနုံးသက်တာတဲ့ကရိယာတွေရှာဖွေရမှာပါလို့ဆိုပါတယ်ရွေးချယ်စရာတစ်ခုကတော့ interceptor drone ဖြစ်ပြီး picket tracker မှာတက်ဆင်နိုင်ပြီးတော့လေဖျားနဲ့လုံးလုံးတဲ့လောင်ချာကိုသုံးပြီး drone တွေကိုတားဆီးဖို့နဲ့ဖျက်ဆီးဖို့ရည်ရွယ်ထားပါတယ်ဆိုပါတယ်ကြာပြစ်စနစ်ကရုရှားရဲ့ရှာဟီမျိုးစား drone တစ်စင်းထုတ်လုပ်မှုကုန်ကျစရဲ့စေမွန်ဘုံသာကုန်ကျတယ်လို့ဗိုလ်သူကြီးကပြောပါတယ်ဒီစာဟီ drone တွေဟာပြောရမယ်ဆိုရင်တော့ အီရန်ဤပညာဖြစ်ပါတယ်ယူကရိန်းမှာရုရှားကအဓိကတိုက်ခိုက်နေတာအဲ့ဒီ drone တွေနဲ့ဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်ကယူကရိန်းဗိုလ်ချုပ်ဗာနစ်စမန်စကီကရုရှားဟာခုနှစ်မှာစာဟစ် drone အစင်းပေါင်း၃ပေါင်းထိထုတ်ဖို့စီစဉ်ထားပြီးဈေးသက်သာမြေဖြစ်စင်းနိုင်စွမ်းမြင်ပါတဲ့ဘုံလုံးကြီးပေါင်း၃သိန်း၂ပေါင်းကိုလည်းထုတ်လုပ်ဖို့စီစဉ်ထားတယ်လို့ writer သတင်းဌာနကပြောပါတယ်ဒီဘုံတွေကသာရုရှားကအသုံးပြုလာနိုင်ချေရှိရင်တော့စစ်ပွဲရေးချိန်ဟာတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်လို့ဆိုနေကြတာဖြစ်ပါတယ် နောက်တင်ပို့ပြောချင်တယ်ဗျတကယ်တော့တောင်ကိုရသာနျူကလ ியர் တုံးတဲ့ရင်ကုန်သင်္ဘောပိုင်ဆိုင်လာရင်ဒိုမီနိုအဖက်တွေရှိလာနိုင်မယ်လို့မြောက်ကိုရီးယားကတွဲပြိုက်သတိပေးလာပါတယ်။နျူကလ ியர் ရင်ကုန်သင်္ဘောပိုင်ဆိုင်ရေးအတွက်တောင်ကိုရီးယားရဲ့အားထုတ်မှုဟာဒိုမီနိုအဖက်တွေရှိလာနိုင်မယ်လို့သတိပေးလာပါတယ်။ပြီးခဲ့တဲ့လကအမေရိကန်သမ္မတထရန့်ရဲ့ခီးစဉ်တွင်တောင်ကိုရီးယားဆိုရဟာအမေရိကန်ကွန်ယူနဲ့နျူကလ ியர் စွန့်ရင်တုံးတိုက်ခိုက်ရင်ကုန်သင်္ဘောတစ်စီးပြီးဆောင်းနိုင်မှုကိစ္စအောင်မြင်နှိမ့်နိုင်ခဲ့ပါတယ်။ ။နိုင်ငံသမားဆက်ဆံဟာမဟာမိတ်တောင်ကိုရီးယားရဲ့စီးအကဏ္ဍမှာနျူကလ িয়ার စွမ်းရည်ဆက်ဆံမှုမရှိအောင်ထိန်းသိမ်းကန့်သတ်ခဲ့ပေမဲ့ထရန့်ကတော့တောင်ကိုရီးယားရဲ့တရားကာလရှိကြဆောင်ရွက်နေတဲ့ကိစ္စကိုဖြေစည်းပေးဖို့မျိုးစိမ့်ပြခဲ့တာဖြစ်ပါလိမ့်။တောင်ကိုရီးယားသမ္မတလီဂျီမြောင်ကရေတပ်အတွက်ပထမဆုံးနျူကလ িয়ার စွမ်းရည်သုံးရေငုံသင်္ဘောတိစောကိစ္စအမေရိကန်နဲ့နောက်ဆုံးဆင်ဆွနေမှုတွေလှုပ်ဆောင်နေပြီဆိုပါရယ်။နိုဝင်ဘာ16ရက်နေ့မှာမြောက်ကိုရီးယားကတောင်ကိုရီးယားနဲ့အမေရိကန်တို့ကြားအဲ့ဒီသဘောတူညီချက်ပေါ်အတီလင်းရှုတ်ချခဲ့ပြီးဒေသတွင်းနျူကလ িয়ার ဆိုင်ရာပြဿနာဖြစ်နေမယ်လို့ချိန်ချောက်သွားပါရယ်။ ဒီသွားရုံကြီးချက်ကိုအကြောင်းပြုပြီးအာရှပစိဖိတ်ဒေသရဲ့စီးရင်ခြေနေတည်တည်ငြိမ်မှုကင်းမဲ့သွားနိုင်တယ်လို့ဒီကမ္ဘာလုံးတိုင်းတာနဲ့ထိန်းချုပ်ကန့်သတ်လို့မရတော့တဲ့အထိနျူကလ িয়ার စီးရင်နည်းပညာပြန့်နှံ့သွားလိမ့်မယ်လို့မြောက်ကိုရီးယားအစိုးရကပြောပါတယ်။တောင်ကိုရီးယားနျူကလ িয়ার ရင်ငုံသင်းမောတွေစတင်ပိုင်ဆိုင်လာပြီးဆိုတဲ့ဒေသတွေမှာပြဿနာပြက်လာမှာဖြစ်ပြီးအတော်မတက်နိုင်တဲ့လက်နက်ပြန့်ဆိုင်မှုတွေပေါ်ပေါက်လာမယ်ဆိုပါတယ်။နျူကလ িয়ার ကတော့အမြဲတမ်းအသိအနေထားရှိတယ်လို့ဆိုပါတယ်။ တောင်ကိုရီးယားမှာနျူကလ িয়ার လက်နက်တပ်ဆင်မထားမဲ့နျူကလ িয়ার စွမ်းအင်တွေပဲခုံပေါင်းမဲ့ရင်ကုန်သင်းမောတွေပိုင်ဆိုင်လာရင်တော့မိမိတို့အနေနဲ့အကန့်အကွက်ကမှဖြစ်တယ်လို့ဆိုပါတယ်။မြောက်ကိုရီးယားကိုယ်တိုင်ရဲ့နျူကလ িয়ার ထိပ်ဖူးတပ်နဲ့လက်နက်တွေအသေးအသက်စမ်းသပ်နေတာဖြစ်ပါတယ်။ပြီးတော့မြောက်ကိုရီးယားဟာနျူကလ িয়ার လက်နက်ပိုင်နိုင်ငံဖြစ်တရားဝင်ကြေညာထားပါတယ်။တောင်ကိုရီးယားသမ္မတလီဂျီမျောင်းကနိုင်ငံနယ်ဆက်တင်းမာမှုတွေဖြစ်ပေါ်မလာအောင် စားစီးဖို့အတွက်စစ်တပ်ချင်းစွန့်နေလို့ကြောင့်စကားကလည်းမနောက်တနေ့မှာမြောက်ကိုရီးယားကခုလိုသဘောထားဖော်ပြလာတာပါတောင်ကိုရီးယားဟာခုနှစ်နှစ်အတွင်းပထမဆုံးကြံပြင်းနှစ်ဖက်စစ်တပ်တွေစွန့်နေဖို့ဆိုပြခဲ့တာဖြစ်ပါတယ်မြောက်ကိုရီးယားကတော့တောင်ကိုရီးယားရဲ့ပြည်လည်လူတဲ့သဘောချင်းကမှုပေါ်ဘာမှမချက်ပြီးတုံ့ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်နောက်တဲ့တဲ့ပုတ်ပြောချင်ပါတယ် ပါလက်စတိုင်းနိုင်ငံတော်ပေါ်ပေါ်ရေးဆိုတဲ့ကိစ္စကိုမိမိတို့အနေနဲ့လုံးဝလက်မခံဘူးလို့နေတာညာဟုတ်ကပြောပါလေ။အမေရိကန်ကပေါ်ဝင်ဆောင်ရွက်လာတဲ့ဂါဇာငင်းချင်းစီစဉ်တဲ့ပတ်သက်တဲ့ဆော်ဗီယက်ချုပ်ကိုကုလသမဂ္ဂရဲ့ကောင်စီမှမဲပေးတည်ပြီးပြီးအစ်စိုးဝန်ကြီးချုပ်ပြည်မနေတာညာဟုတ်နဲ့သူ့ဆိုရအဖွဲ့တွေကပါလက်စတိုင်းနိုင်ငံထူထောင်မှုကိုစန့်ကျင်ကြောင်းတည်ပြပြောလာပါလေ။ကုလသမဂ္ဂရဲ့ကောင်စီမှဆွေးနွေးမဲ့ဆော်ဗီယက်ချုပ်မှကျန်းဟာအမေရိကန်သမ္မတထရန့်ကဂျာဝင်စီစဉ်မှုနဲ့အစ်စိုးနဲ့ဟာမက်စ်တို့ရထားတဲ့အပြစ်ခက်ရဲ့စည်ရေးသဘောတူညီချက်ကိုအခြေခံထားပါလေ။ ဂါဇာမှာဂျာကာလာအုပ်ချုပ်ရေးနဲ့ယာယီနိုင်ငံတကာလူကြိုးရေးတပ်ဖွဲ့တွေထားရှိပြီးလည်းလူကြိုးရေးကောင်စီရဲ့ထောက်ခံမှုရယူရမှာဖြစ်ပါတယ်။အခုနောက်ဆုံးဆုံးဖြတ်ချက်မှုကြေညာထူးခြားချက်ကအနာဂတ်ပါလက်စတိုင်းနိုင်ငံတော်အကြောင်းကိုထည့်သွင်းဖော်ပြထားပါတယ်။ဒီအချက်ကိုအစ္စရေးကပြင်းထန်ကန့်ကွက်နေပါတယ်။ဘယ်နဲ့မြန်မာမဆိုပါလက်စတိုင်းနိုင်ငံထူထောင်မှုကျွန်တော်တို့ရဲ့ကန့်ကွက်မှုကပြောင်းလဲသွားမှာမဟုတ်ဘူးလို့နေတာညာဟုကအတိအလင်းပြောပါတယ်။ကာဝေးရင်ဒီအစ္စရေးကကလည်းအစ္စရေးမူဝါဒကရှင်းပါတယ်ပါလက်စတိုင်းနိုင်ငံထူထောင်ခွင့်ပဲတော့မှပြမှာမဟုတ်ဘူးလို့ပြောပါတယ် ။ဒါပေမဲ့ဂါဇာဒေသမှာနိုင်ငံစုံပါဝင်တဲ့နိုင်ငံတကာစစ်တပ်ရေးထားရှိဖို့ဆိုတဲ့တမနာထွန်းရဲ့အဆိုပြုချက်တစ်ခုကိုတော့ကုလသမဂ္ဂကလက်ခံလိုက်ပါတယ်။ဒါပေမဲ့ကုလမမဲခွဲဆုံးဖြတ်တဲ့အခါမှာလည်းအဲ့ဒီအဆိုကအတည်ပြုသွားပြီဖြစ်ပါတယ်။ဒါကြောင့်ဒါသာအရေးပြဿနာတွေဟာပိုပြီးဆိုးဝါးလာဖို့ရှိတယ်လို့နိုင်ငံတကာအရေးလေ့လာသူတွေက ပြောပါတယ်။အကောင်းဆုံးတစ်ခုကတော့အစ္စရေးအနေနဲ့ ဂါဇာကိုအလွဲတကူဘုံကျဲလို့မရသလိုဟာမက်စ်အဖွဲ့တွေအနေနဲ့လည်းနိုင်ငံတကာတပ်ဖွဲ့တွေရှိတဲ့အတွက်ကြောင့်ဂါဇာမှာလွယ်လင်းတကူစစ်ဘက်ဆိုင်ရာချင်းချောက်မှုတွေလုပ်လို့မရတော့တာပဲလို့ဒေသခံတွေကတော့ယုံကြည်နေတာဖြစ်ပါလိမ့်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။မေဂန်ပြည်တော်စုတော်မှာအစွလိုက်ပြုံလိုက်နှင်ထုတ်မှုတွေလုံးနေတဲ့အတွက်ကြောင့်စလော်လေးကိုပြဿနာတက်နေပါလိမ့်။အခုလိုအစွလိုက်ပြုံလိုက်နှင်ထုတ်တာနဲ့လူမှုကြီးကြပ်မှုဥပဒေကိုတင်းတင်းကြပ်ကြပ်အကောင့်ထဲပေါ်နေတာဟာ သမ္မတထရန်ရဲ့ပြည်တွင်းမူဝါဒအဓိကစိတ်ပိုင်းတစ်ခုပဲဖြစ်ပါလိမ့်။ American ပြည်တော်စုမြောက်ကာရိုလိုင်းနာပြည်နယ်ရှာလော့မှာအခုတရင်ဘက်ကွန်မြူ Federal Agent တွေဟာအနည်းဆုံးလူ80ကျော်ကိုဖမ်းဆီးခဲ့ကြောင်းကြီးတန်းရာရှိတွေကပြောပါလိမ့်။ Transoya ရဲ့လူမှုကြည်ဆန်နေနေမှုတွေပုံမြင်လာပြီးရှာလော့မြို့မှာလူများပြားဖမ်းခံရသလိုဒေသခံတွေရဲ့ကောက်ကွက်နေတဲ့ဂျာက Federal Agent တွေဟာဖျားချောင်းတွေအင်အားတွေနားထောင်ပါဝင်ရောက်ဖမ်းဆီးနေပါလိမ့်။ ။လူမျိုးကြေးရာရှိကတော့ရှားလော့မှာသူရဲ့ပထမဆုံးစစ်စင်ရေးနဲ့၅နာရီတမပဲလူများပြားဖမ်းဆီးနိုင်ခဲ့ပြီးအဖမ်းခံရသူတွေကရာဇဝတ်မှတ်တမ်းရှိတဲ့သူတွေဖြစ်တယ်လို့လူမျိုးမီဒီယာကနေဖော်ပြပါဗျ။ဒါအပြင်တရားမဝင်ခိုးဝင်တဲ့သူတွေဆိုရှယ်နံပါတ်မရှိသူတွေလို့ဆိုပါတယ်လူမှုကြီးကြီးရဲ့နေနေမှုတွေနဲ့ပတ်သက်ပြီးတရင်တော့တွေကသက်ဆိုင်ဌာနတွေကိုမေးမြန်းပေမဲ့ဘယ်ဌာနကမှချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး ဒီဌာနတွေကိုကြီးကြပ်တဲ့မိမိလုံခြုံရေးဌာနကလည်းတုံ့ပြန်တာမရှိပါဘူးခုလိုဆွေးလိုက်ပြလိုက်နေထောင်တာနဲ့လူဝင်မှုကြီးကြပ်ရေးဥပဒေကိုတင်းတင်းကြပ်ကြပ်ကောင်းထည်ပေါ်တာဟာတမရထရရဲ့ပြည်တွင်းမှုဝါဒအဓိကအစိတ်ပိုင်းဖြစ်ပါတယ်ရပ်ပီကပါတီဝင်ထရအနေနဲ့သူရိုးစတဲ့ထန်းဆောင်ပြီးနောက်ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေဂျင့်တွေဟာဒီမိုကရက်ပါတီဝင်တွေအများစုအုပ်ချုပ်တဲ့မြို့ကြီးတွေအဖြစ်ရပ်ပီကပါတီဝင်တွေရှိတဲ့ခြေလက်တွေသားတွေအထိပါဝင်ရောက်စီးနှင်းမှုတွေလုပ်နေပါတယ် ထရန့်ဆိုရဲ့လူမှုကြေကြေနေနေမှုတွေကြောင့်ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီးနိုင်ငံသားတွေကလည်းတရားမဝင်နေထိုင်သူတွေကိုလိုက်လံဖမ်းဆီးနေတဲ့အေဂျင့်တွေနဲ့မကြောက်ခဏဆိုသလို ထိတ်တဲတွေပါတယ်။လူမှုကြေကြေဥဖွဲ့ဟာဥပဒေကိုလိုက်နာတဲ့နိုင်ငံသားအများအပြားကိုစီးနှင်းမှုတွေတရားမဝင်ဖမ်းဆီးခင်းသိမ်းနေဆိုတဲ့ဆွဆွဲချက်တွေနဲ့လည်းရင်ဆိုင်နေရပါတယ်။နောက်တဲ့ပုတ်ပြောချင်ပါတယ်။တရုတ်ရဲ့ချင်းကြောင်မှုနဲ့ရင်ဆိုင်နေရတဲ့ထိုင်ဝမ်နိုင်ငံမှာစမှုတန်းရှောင်လုံမှုပြဿနာနဲ့ပါရင်ဆိုင်နေရပါတယ်။ တရုတ်နဲ့တင်းမမှုမြင့်တဲ့ချိန်ထိုင်ဝမ်ဆိုရကစစ်မှုထမ်းကာလကိုတက်တန်းတိုးတဲ့စီစဉ်ကြောင်းလူငယ်တွေကြားစစ်မှုထမ်းခြင်းကိုရှောင်လုံးနဲ့ပတ်သက်ပြီးငြင်းပွားမှုတွေပုံမှန်မြင့်တက်လာကြောင်း South China Morning Post ကဖော်ပြပါတယ်။ထိုင်ဝမ်ဆိုရကစစ်မှုထမ်းကာလကိုတင်းတင်းထိတိုးမြင့်တက်လာခဲ့ပြီးမြေတရုတ်ရဲ့မြင့်တက်တဲ့ဖိအားတွေနဲ့ရင်ဆိုင်ရခြင်းမှာလူငယ်တွေကစစ်မှုထမ်းမှုတုံ့ဆုံနေကြောင်းထိုင်ဝမ်ရဲ့တပ်သားသစ်စုဆောင်ရေးစနစ်အားနည်းချက်တွေကိုဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။တရုတ်ကဘယ်တော့တိုက်မလဲနေလားညလားဖြစ်နေတဲ့အချိန်မှာ လူငယ်အများစုကတော့စိတ်မမထမ်းလို့ကြဘူးလို့ဆိုပါတယ်။မကြသေးမီကဒေသခံမီဒီယာတခုကပြုလုပ်ခဲ့တဲ့လူမှုစတမ်းကောက်ယူမှုမှာပေါဝင်ဖြစ်ဆိုသူရဲ့52တက္ကမ200ကျန်လုံးကစစ်ဖြစ်ရင်ထိုင်းဝန်ကိုအသက်ဆုံးကောက်ွယ်ဖို့စံနာမရှိကြောင်းဖြစ်ပါတယ်။ဒီရကန်လုံးကလုံငယ်နဲ့မီကပြုလုပ်ခဲ့တဲ့စတမ်းမှာထွက်ရှိခဲ့တဲ့ရလက်ထက်ပိုပြီးတော့မြင့်တက်နေပါတယ်။စတမ်းမှာပေါဝင်ဖြစ်ဆိုသူ40တက္ကမ100ကျန်လုံးကထိုင်းဝန်ကိုအသက်ဆုံးကောက်ွယ်လို့ကြောင်းဖြစ်ကြပြီးအလွန်ငယ်တဲ့လူငယ်တွေကတော့စစ်မှုထမ်းဖို့တုံ့ဆုံနေပါတယ်။ ဒီရလည်းရအစိုးဆုံးချိန်တွေအတွက်ပြင်ဆင်ထားရတဲ့ပတ်သက်ပြီးအစိုးရထုတ်ပြန်ခြင်းနဲ့စစ်ပွဲဖြစ်နိုင်ခြင်းမရှိကြောင်းယူဆနေတဲ့လူလူရဲ့ထင်မြင်ယူဆချက်ကြားကွာဟချက်ကြီးပြားနေတာဖြစ်ပါလေလူလူကြားစစ်ပွဲဖြစ်နိုင်ခြင်းမရှိတဲ့ယူဆအားကောင်းလာတဲ့အတွက်စစ်မှုမထမ်းခြင်းနဲ့လူငယ်များအများပြားလာခြင်းဖြစ်နိုင်ကြောင်းကြွန့်ကျင်သူတွေကပြောပါလေမကြသေးမီကထိုင်းဝမ်မှာအထင်ရှားနေတဲ့မျိုးသားစကူဟာဆေးလက်မှတ်တုတွေပြုလုပ်ပြီးစစ်မှုထမ်းခြင်းကိုရှောင်လွှဲခဲ့တဲ့ဆိုတဲ့ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးနောက်လူလူကြားငင်းခုမှုတွေထွက်ပေါ်ခဲ့ပါလေ ဆေးလက်မှုမှအတုတွေကိုအမျိုးသားတို့ကဥဆောင်နေရသည်တိုင်းပါဆေးလမအတူတွေကိုမျိုးသားတို့ဥဆောင်တဲ့ရာဇဝတ်ဂိုင်းကပြုလုပ်ပေးနေတာဖြစ်ပြီးတယောက်ကိုထိုင်ဝမ်ဒေါ်လာ9000ကနေ5သိန်းကြာအခါကျင်းဝေပေးရပါတယ်ဆေးလမအတူတွေပြုလုပ်ပေးနေတာလို့ဆိုရရှိနေတဲ့ကပြောပါတယ်ဒီဆေးလမအတူတွေကတော့ဆေးကြကြောင်လက်မှတ်တွေပါလက်ရှိမှာတော့အဲ့ဒီပြုလုပ်ရတဲ့သူပါဝင်လူ28ဦးကိုတရားစွဲဆိုထားပြီးသူတို့အနက်တရုတ်ပြည်မှာကြီးမားတဲ့လူသိများတဲ့ ထိုင်ဝမ်သေဆောင်ဒါရင်ဝမ်ဟာလည်းစေလမတူနဲ့စစ်မှုထမ်းရှောင်းလွဲကြောင်းဆွဆွဲခံထားတာဖြစ်ပါလေ။နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါလေ။ရုရှားနိုင်ငံတွင်မှာမြောက်ကိုရီးယားစေဝါတစ်မျိုးပြန့်နေပြီးအဲ့ဒီအထောက်အထားမရှိတဲ့စေဝါဟာယောဂအကုန်ပျောက်တယ်ဆိုပြီးတော့နာမည်တော်တော်ပြန့်နေပါလေ။ရုရှားနိုင်ငံတွင်တရားမျိုးအစုံမြောက်ကိုရီးယားစေဝါဖြစ်တဲ့ကွန်ဒန်2ဆိုတဲ့စေဝါဟာဖြစ်ဆွစာပြမှတ်ပုံတင်ထားခြင်းမရှိပါဘူး။ တရားဝင်မှုပုံတွေလည်းမရပါဘူးဒီဆင်းဟာထိုးစေးဖြစ်ပြီးဥပဒေအရဖြည့်ဆွက်စာကိုတောက်ဆေးပုံစံမျိုးသာခွင့်ပြုပါတယ်ထိုးစင်းဆုံးချက်ကတော့ယောဂအသားစင်းများစွာအတွက်အကောင်းဆုံးဆေးလို့ညွှန်းထားပါတယ်ဒီကွန်ဒန်တူဆေးကိုရုရှားမှာဆေးဘက်ဝင်မျက်နှာလိမ့်တူနာဖြစ်တရားဝင်မှုပုံတင်ထားတာဖြစ်ပါတယ်ထောက်ပေါ်တဲ့ဘူပေါ်မှာအရေးကိုမျက်နှာပေါ်လိမ့်မှုရေးထားပေမဲ့ဒီထိုးစေးဖြစ်ပါအသုံးပြုဖို့ညွှန်ကြားချက်အသေးစိတ်ကြီးလည်းဖော်ပြထားပါတယ်။ ယူကရိန်းစစ်မှားရုရှားကိုထောက်ခံအားပေးခဲ့တဲ့ကင်ဂျုံအုံးကိုကျေးဇူးဆက်တဲ့အနေနဲ့မြောက်ကိုရီးယားစေးဝါးတွေကိုရုရှားစစ်ကွက်တွေခွင့်ပြုထားခြင်းနဲ့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီစေးတွေဟာဘာမှအထောက်အထားလည်းမရှိတဲ့ကြောင်းပြည်သူတွေအနေနဲ့ side effect များစွာတွေ့ရနိုင်တယ်လို့စေးဝါးသူတွေတီတွေကတော့ပြောပါတယ်။